တရားစခန်းဖွင့်ပွဲဤတံကမ္မထံကျင့်တဲ့ရှင်တော်ဥဒီတနေ့ကို၅ချိန်နဲ့စကျင်မယ်ပေါ့တနာ ਈ ၅ချိန်နဲ့တနာ ਈ ၅ချိန်ကျင့်ရတဲ့အကြောင်းရင်းစကျင့်တဲ့ပုဂ္ဂိုလ်ဟာကျင့်တဲ့ပုံမှာမကျွမ်းကျင်သေးတဲ့အတွက်ကြောင့်တနာ ਈ တနာ ਈ ရနေစပြီးတော့လေ့ကျင့်သွားမှာ အဲတရားကျင့်နေဆိုတဲ့ယောဂီဟာတရားကျင့်မှုနဲ့အခါမှာလိုက်နိုင်ရမယ့်စည်းကမ်းအချက်တွေအဲ့ဒါတွေကိုနားလည်ဖို့လိုတယ်အဲတော့တရားမကျင့်ခင်အခြေခံမှာတရားကျင့်ရတယ်တရားကျင့်ရတယ်ဆိုတော့တရားဟာဥတည်မိရကျင့်လို့မရဘူးဒါကိုဦးစင်းကအခြေခံနေစပြီးတော့ဟောသွားမယ်တရားဥတည်မိရကျင့်လို့မရဘူးအဲတရားဆိုတာကျင့်ရတယ် ဆိုတော့တရားကယောဂီတို့ပရမအစ္စဒတ်နှစ်ဆိုတဲ့တရားကိုယ့်ရဲ့နဲ့မရဘူးအဲ့တော့ပရမကိုကာဝယ်ထားတဲ့ပညာတရားတွေကိုခွာထုတ်နေတာကိုတရားကြီးနဲ့လည်းခေါ်တယ်သီလဝိသုဒ္ဓိစေတဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိဆိုပြီးတော့စင်ကြယ်မှု၃ခုနဲ့စင်လိုက်မယ်ဆိုရင်ဒိဋ္ဌိဝိသုဒ္ဓိဆိုတာကပရမယုံနာနေကိုပိုင်းခြားမြင်တာကိုဒိဋ္ဌိဝိသုဒ္ဓိခေါ်တယ်။ပရမယုံနာနေကိုပိုင်းခြားမြင်ဖို့အတွက် မမြင်အောင်ကာစည်းထားတဲ့ကိလေသာနဲ့နိဗ္ဗာန်တရားတွေကိုဖယ်ခွာနေတာကိုသီလကျင့်စဉ်တမာတိကျင့်စဉ်လို့ခေါ်တယ်။လူရင်းကတော့သီလတမာတိပညာပဲ။အဲသီလတမာတိပညာမှာသီလထူထောင်ပုံတမာတိထူထောင်ပုံတွေကွာခြားကြတယ်။အဲသီလတမာတိထူထောင်မယ်ဆိုတော့ဘာလုပ်တာလဲလို့မင်းရင်သီလကျင့်စဉ်တမာတိကျင့်စဉ်ပညာကျင့်စဉ်ဆိုတဲ့ကျင့်စဉ်၃ရပ်မှာသီလတမာတိဆိုတာအဲ့ဒါအခြေခံကြတယ် အဲသီလသမารီလို့ပြောကြတာပဲပြောကြနေတဲ့နေရာမှာတမ္ပထယန္တိကအခြေခံထားတဲ့သီလသမารီကျင့်စဉ်ရေဝိပဿနာယန္တိကအခြေခံထားတဲ့သီလသမารီကျင့်စဉ်ရေဆိုနှမျိုးကွဲပြားတယ်အဲ့ဒါကိုနားမလည်လို့ရှိရင်တမ္ပထယန္တိကမှမသိဝိပဿနာယန္တိကမှမသိပဲနဲ့ရှုပ်ထွေးနေကြတယ်အဲ့တော့တရားကြီးနဲ့လူရင်းကပရမအာယုံဆိုတာပညာမပါဘူး ပရမအာယုဆိုတာယောဂီတို့မှတ်ထားပါပြဉ္ညာမပါဘူးပရမအာယုဆိုတာလောဘဒေါသမောဟကိလေသာ1500မရှိဘူးမှတ်မိပြီလားမှတ်ထားနော်ပရမအာယုဆိုတာပြဉ္ညာရှိသလားမရှိဘူးအခုဦးဇင်းတို့ပြောကြဆိုကြမှတ်ကြအမိပေးကြတယ်အဲ့လိုပြုလို့နေရဟာအမိတွေပေးပြီးတော့မိမိစိတ်ကအမိတွေပေးနေမယ်ဆိုရင် အမိပေးတဲ့စိတ်ဒီပြညာမှာတောင်းတနေတဲ့အတွက်ကြောင့်ပရမတ်ကိုမရောက်ဘူးဝိပဿနာဆက်ဆက်ကလေးရှုစဲမှာအနိစ္စဒုက္ခအနတ္တမပါဘူးဘာဖြစ်လို့လဲအနိစ္စပြညာဒုက္ခပြညာအနတ္တပြညာတွေဖြစ်နေလို့အနိစ္စတင်ညာဒုက္ခတင်ညာအနတ္တတင်ညာဖြစ်နေတယ်အဲ့တော့ပရမတ်မှာကပြညာမပါပါဘူးဆိုပြီးတော့ပရမတ်ကိုရှုတဲ့စိတ်မှာပြညာတွေပါနေသေးလို့ရှိရင်ဝိပဿနာရှုစဲအခိုင်အမာအဲ့ပုဂ္ဂိုလ်ဒီဝိပဿနာရှုတဲ့စိတ်မဟုတ်သေးဘဲနဲ့ပြညာကိုပြုနေတဲ့အောင်ပြုတဲ့စိတ်ပဲဖြစ်နေသေးတယ် ဲဒါကြောင့်ဝိပဿနာနဲ့မရောက်သေးဘူးနောက်တစ်ခုကဝိပဿနာရှုမဲ့စိတ်သည်လောဘဒေါသမောဟမာနစသည်1500ကိလေသာ1500ကိလေသာဆိုတာယဟန္တာမှာပယ်နေတာအခုဦးဇင်းတို့က1500ကိလေသာကိုသီလသမာဓိနဲ့ပယ်မှာယဟန္တာကမဲ့နဲ့ပယ်တယ်စကြည့်တဲ့ပုဂ္ဂိုလ်သည်အဲ့ဒါသီလသမာဓိပညာကိုသီလသမာဓိကိုဒါတော့1500ကိလေသာကိုသီလသမာဓိနဲ့ပယ် ခွာတယ်ပေါ့လေအဲ့တော့သီလသမารိနဲ့ခွာတဲ့ကျင့်စဉ်ရဲ့အခြေခံဟာဘာလဲလို့မေးလို့ရှိရင်ကမ္မထံသီလသမารိထူထောင်ဖို့အတွက်ကာမဌာနဆိုတဲ့မိယာတရားတစ်ခုရှိရတယ်အဲ့တော့အာယုန်တစ်ခုခုထားပြီးကျင့်ရတယ်အဲ့လိုကျင့်တဲ့နေရာမှာကမ္မထံဆိုပြီးတော့အမိထွက်လာတယ်ကမ္မထံဆိုတာကာမဆိုတာအလုပ်ထံဆိုတာဌာနတရား သီလသမာဓိထူထောင်ဖို့အတွက်အလုံးလုံးတဲ့နေရာကိုကမ္မထမ်းလို့ခေါ်တယ်။အားရကိုမှတ်ထားဖို့လိုတယ်။ဒါကြောင့်ကမ္မထမ်းတရားအထုတဲ့ကမ္မထမ်းတရားတော့ကမ္မထမ်းတရားမှမဟုတ်တာ။ကမ္မထမ်းဆိုတာမိမိရဲ့စိတ်ကလေးဟလာမိယာတီယာသီလသမာဓိထူထောင်ဖို့အတွက်သမာဓိဆိုတာကတည်ငြိမ်တဲ့အာယံ။သီလသမာဓိဆိုတာကစိတ်တလုံးတည်ဖို့အတွက် စိတ်ကပြန့်လွင့်ပြေးလွှားနေတဲ့အတွက်ကြောင့်ဗယံပရာပြန့်မိမိခန္ဓာကလေးမှာရှိတဲ့ပရမတ်တရားလောဘဒေါသမောဟနဲ့တကွပညာမရှိတဲ့တရားတွေကိုရုပ်ဒိဏ္ဏီကိုရှုမဲ့စိတ်ကဗယံပရာပြန့်လွင့်ပြေးလွှားနေတဲ့အတွက်ကြောင့်ရှုလို့ရပါမလားမရဘူးဒါကြောင့်မလို့စူးစီးရတယ်အဲ့တော့စူးစီးဖို့အတွက်တဏှာကိုရှာရတယ်နေရာတဏှာပေးရတယ်အဲ့ဒီနေရာတဏှာပေးတဲ့နေရာဟာ ကာမဌာနလို့ခေါ်တယ်။အလုံးလုံးမဲ့နေရပြန့်လွင့်ပြီးလွားနေတဲ့စိတ်တွေကိုမပြန့်လွင့်အောင်လို့ထိန်းသိမ်းဖို့အတွက်စိတ်ရဲ့မိယာတီယာတဏီယာထားတာအဲ့ဒီနေရာကိုကမ္မထံလို့ခေါ်တယ်။အဲ့ဒါစိတ်ရဲ့မိယာထားတဲ့နေရာမှာဘယ်လိုထားမလဲ။ကြွားချလာပြီ။တချို့ကြတော့ဖောင်းတယ်ပိန်တယ်ဆိုပြီးဘိုက်မှာဘိုက်ဖောင်းရင်ဖောင်းတယ်လို့မှတ်တယ်။စိတ်ကလေးဘယ်မှမပြေးစေဘူးနဲ့ ဖောင်းတဲ့ရုပ်နဲ့ဖောင်းတယ်လို့မှတ်လိုက်တော့စိတ်ကလေးကမပြတ်နိုင်တော့ဘူးပိန်သွားတဲ့ရုပ်ဖြစ်သွားရင်ပိန်တဲ့ရုပ်ကိုပိန်တယ်လို့မှတ်လိုက်တော့စိတ်ကဘဲမှပြေးလို့မရအောင်အဲ့တော့ဖောင်းတယ်လို့မှတ်လိုက်တယ်ပိန်တယ်လို့မှတ်လိုက်တယ်ဖောင်းတယ်လို့မှတ်လိုက်တယ်ပိန်တယ်လို့မှတ်လိုက်တော့ဖောင်းတိုင်းပိန်တိုင်းစိတ်ကလေးကတီးတီးနေတော့စိတ်ကဗယံပရာဘေးကိုပြန်သွားလို့မရဘူးအဲ့တော့ကြောင့်စိတ်တီးရတဏှာထားတာကိုအဲ့ဒါဖောင်းတဲ့ပိန်တယ်ဆိုတော့ဘိုက်ကိုအမိပြုတ်ပြီးတော့ စိတ်ကလေးတီယာဌာနတခုလို့တော့အဲ့ဒါကမ္မထမ်းပဲတချို့ကျတော့ငယ်လေးကလေးလှုပ်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 ဖြစ်နေတယ်ပေါ့လှုပ်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 ဖြစ်နေတဲ့ရုပ်ကလေးကိုတတိထားပြီးတော့နေတဲ့အခါကျတော့စိတ်ကပြန့်လွင့်မှုမရှိဘူးအကယ်၍ပြန့်လွင့်သွားပြီဆိုရင်လေအဲ့ကိုလှုပ်လှုပ်လှုပ်ဖြစ်နေတဲ့နေရာလေးကိုပဲပြန်တတိထားတာစိတ်ကပြန့်လွင့်တဲ့အလက်မခံတော့ဘဲနဲ့တတိပြန်ထားပြီးတော့မူလလှုပ်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 ဖြစ်နေတဲ့ငယ်လေးနေရာလေးကိုတတိထားတယ်အဲ့ဒါလေစိတ်ဘဲမှမပြန့်ဘဲနဲ့ နော်တင်းစီထားတဲ့မိယာတနေရာကိုပဲအဲ့ဒါတီလိုက်တာပဲဘယ်နေရာတီတီပေါ့နောက်တကအာနာပနကမ္မထံဝင်လေသည်ထွက်လေသည်တော့လေးနေနာသည်ကထီတဲ့နေရာသည်လေးနေနာသည်ကထီတိုင်းသည်ထီတိုင်းသည်အဲ့လိုမပြောင်းလဲအောင်ထိန်ရအဲ့ဒါလဲစိတ်ကလေးကဘယ်မှမပြီးအောင်လို့ထိန်တာပဲအဲတချို့ကြတော့တခါရှေ့စိတ်ကိုနောက်စိတ်နဲ့ပြန်သတိထားတယ်အဲ့ဒါနန်းနန်းချင်းတီတဲ့ကမ္မထံရှေ့စိတ်က သားအကြောင်းစဉ်းစားတဲ့စိတ် နောက်စိတ်ကပြန်သတိထားလိုက်တော့သားအကြောင်းစဉ်းစားတဲ့စိတ်ကလေးပြတ်သွားတယ်။ရှေ့စိတ်ကသမီးအကြောင်းစဉ်းစားတဲ့စိတ်လေးပေါ်လာတယ်။နောက်စိတ်ကသတိပြန်ထားလိုက်တယ်။အဲ့ဒါစိတ်ဓာတ်သတိပြန်ထားမဟုတ်သေးဘူး။အဲ့ဒါနာနာချင်းတည်တဲ့ကမ္မထံစိတ်စိတ်ချင်းပြန်တည်တာပေါ့။အဲ့တော့လူရင်းကတော့စိတ်စိတ်ချင်းပဲဖြစ်ဖြစ်ရုပ်ကိုစိတ်ကတည်ပြီးပဲဖြစ်ဖြစ်စိတ်ပြန့်လွင့်ပြေလွှာမှုမရှိအောင်တဏှာမှာခြိတိုင်းအနေနဲ့တည်ထားတဲ့ နေရာတခုကိုကာမဌာနလို့ခေါ်တယ်။အဲတော့ယောဂီတို့ကနရွက်ထားခြင်းလားရတယ်။ပကုံးတည်ခြင်းလားရတယ်။ရင်ဘတ်နှိမ့်လိမ့်မင်းလိမ့်တည်ခြင်းလားရတယ်။ဗိုက်ဖောင်းလိုက်ပိန်လိုက်တည်ခြင်းလားရတယ်။ငယ်ရိတ်လှုပ်လှုပ်လှုပ်နဲ့တည်ခြင်းလားရတယ်။နာနာချင်းတည်လားရတယ်။အဲတော့စိတ်တရားတခုလို့ဆိုတဲ့အတွက်ကြောင့်တည်တဲ့နေရာချင်းတာမတူဘဲနဲ့စိတ်ပြန့်လွင့်မှုမှမပြန့်လွင့်အောင်ထိန်းသိမ်းတာချင်းတော့မတူဘူးလား။အေးအဲ့ဒါဘာနီးမှမဆိုင်တော့ဘူး။ မိမိစိတ်တည်လို့ကောင်းမဲ့နေရာကိုအဲ့ဒါတည်တာပဲသမရယာနိကောမှာကျတော့ရှေ့နှစ်လံလောက်နေရာမှာရွှင်ကြအဝိုင်းကြီးလောက်ထားတယ်အဲ့ဒါကိုစိတ်နဲ့မျက်လုံးကြီးနဲ့ဖွင့်ကြည့်ပြီးတော့အဲ့ဒါပထူကြီး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 ဆိုပြီးတော့တင်ညာပေးနေတယ်ပေါ့အဲ့ဒါကစိတ်ကိုအပြင်းမတည်တာခုနဦးစင်းတို့ရှင်ကြတာကစိတ်ကိုခန္ဓာမှာတည်တာအဲ့တော့ဘယ်နေရာမှာပဲတည်တည်တဲ့စိတ်ကမပြန့်လွင့်အောင်တည်ဖို့ဒီပထမအလုံးအဲ့တော့စိတ်က မိမိမူလကမ္မထာမှာတည်ရင်းနဲ့ပြန့်လွင့်သွားလို့ရှိရင်တတိနဲ့ပြန်မထင်းရအောင်လားမထင်းရအောင်အဲ့ဒါကိုစောင့်ထင်းတာကိုသီလလို့ခေါ်တယ်စိတ်ကလေးမိမိမူလထားတဲ့ကမ္မထာနေရာကနေပြန့်လွင့်မှုမရှိအောင်အကြွေပြန့်လွင့်သွားလို့ရှိရင်လေအဲ့ဒါမပြန့်လွင့်စီတော့ပဲနဲ့မူလကမ္မထာကိုပြန်ပြီးတော့တတိပြုနေတဲ့ပုံကောအဲ့ဒါသူစောင့်ထင်းနေတာစိတ်ကိုပြန့်လွင့်မှုမရှိဘဲနဲ့မိမိမူလကမ္မထာစိတ်တရားဌာနမှာမပြန့်လွင့်အောင်ထိန်းသိမ်းနေတာကို အဲ့ဒါစောင့်ပြီးထိန်းနေရတာကိုသီလာတဲ့အဲ့ဒီလိုမိမိရဲ့မူလကမ္မထမ်းမှာစောင့်ထိန်းလို့စိတ်ကလေးတည်သွားလို့ရှိရင်တည်နေပြီဆိုရင်အဲ့ဒါသမာဓိအဲ့ဒါသီလာသမာဓိဆိုတာသီလာကစိတ်ကိုစောင့်ထိန်းတာအဲ့ဒီစိတ်ကလေးကလည်းမိမိရဲ့ကမ္မဌာနနေရာမှာတည်အောင်လဲလုပ်ရတယ်အဲ့ဒါတီယာဌာနသည်ကိလေသာမှငြိမ်းအေးစေတဲ့အတွက်ကြောင့်အဲ့ဒီကမ္မထမ်းရဲ့ဟိုဘာခေါ်မလဲသမထလို့ခေါ်တယ် သမထဆိုတာကိလေသာနဲ့တကွာနိဝရဏတရားတွေငြင်းရအောင်ပါခေါ်လေသမထအဲ့ဒီသမထလားတချို့ကသမာဓိနဲ့ကမ္မထနဲ့ရှုပ်ထွေးနေရဇာန်နဲ့အရာတွေဥစဉ်လို့တဖြည်းဖြည်းရှင်းသွားမယ်အဲ့တော့စိတ်ကမိမိမူလကမ္မထမှာပြန်လွင့်မှုမရှိအောင်စူးစူးဆိုင်ဆိုင်တည်တာကိုဒါကိုဇာန်လဲခေါ်တယ်အဲ့ဒီစိတ်ရဲ့မိယာတရားသည်ကိလေသာနဲ့နိဝရဏတရားတွေငြင်းအေးစေတဲ့အတွက်ကြောင့်အဲ့ဒါကို သမထအာယုန်လို့လဲခေါ်တယ်ဟော အဲ့ဒီသမထအာယုံဆိုတဲ့စိတ်ရဲ့မိယကမ္မထမ်းလဲခေါ်တယ်။မပြောင်းလဲအောင်ထိန်းသိမ်းတော့သီလလဲခေါ်တယ်။သီလသမာဓိလို့ခေါ်။အဲ့တော့မိမိပါမိမိဖောင်းနိုင်သည်ပိန်နိုင်သည်ဖောင်းနိုင်သည်ပိန်နိုင်သည်အဲ့ဒီကမ္မဌာနနေရာလေးအပြင်ကိလေသာနဲ့ကတော့နိဗ္ဗာန်တရားတွေမရှိလို့အဲ့ဒီအာယုံဒီသမထအာယုံပဲ။အဲ့တော့သမထဘာမှမသိဝိပဿနာဘာမှမသိနေတော်တော်များများရှုပ်ထွေးနေရတယ်။ ဲ့တော့တမရအောင်အဲ့ဒီဖောင်းနှိုင်းပိန်နှိုင်းကိုမလွတ်တဲ့စိတ်ကလေးကိုစူးစိုက်တဲ့ရှုနေရတာကိုဇန်လို့လဲခေါ်တယ်။နော်ဇန်ဆိုတာစူးစိုက်တဲ့ရှုတာသို့မဟုတ်ဆန့်ကျင်မဲ့ကိလေသာနဲ့နိရောဓတရားတွေနဲ့နေကို လောင်မြဲနေတာကိုလဲဇန်လဲခေါ်တယ်။သို့မဟုတ်မိမိရဲ့စိတ်မိယာကမ္မထံအာယုန်၌မပြန့်လဲအောင်စူးစိုက်စိုက်ထားနေတာကိုလဲတီးနေတာကိုလဲဒါဇန်လို့ခေါ်တယ်။ဒါတွေကိုနောက်ပိုင်းကျတော့ဦးစင်းရတဖြည်းဖြည်းအကျယ်ချဲပါမယ်။အဲ့တော့တရားစကျင်နေဆိုတာတရားကမကျင့်ရသေးပါဘူး။ တရားကိုကြည့်မဲ့စိတ်ကပြန်လွင်ပြေးလွားနေပြီးတော့ကိလေသာနဲ့နိရောဓတရားတွေဖုံးထားတဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာအဲ့ဒီစိတ်တွေကိုရှင်းထုတ်နေတာရှင်းထုတ်ရင်းနဲ့စိတ်ကိုတနေရာမီယာထားပြီးရှင်းထုတ်နေရတာအဲ့ဒါကိုကမ္မထံအားထုတ်နေတယ်လို့ခေါ်တယ်အဲ့ဒါယောဂီတို့ကမ္မထံကြောင့်သိမသွားဘူးလားသိပြီလားမသိလို့ရှိရင်အဲ့ဒါရှုပ်ထွေးသွားမှာနော်တမထရဲ့သီလရဲ့တမာရီရဲ့ကမ္မထံရဲ့ဇန်ရဲ့ဒါနောက်ပိုင်းကျတော့ဘာကြောင့်ဇန်ဖြစ်တယ်ဘာကြောင့်တမထဖြစ်တယ်ဥစဉ်အကျဉ်းချုပ်သွားမယ် ဲ့တော့မိမိပါမိမိစိတ်ကလေးဖောင်းနေပိနေလို့တည်ခြင်းမူလကမ္မထံဒီနေရာမှာမဟာစီယောဂီမူလကမ္မထံပါလာခဲ့လို့ရှိရင်မိမိနှစ်သက်တယ်မိမိရဲ့မူလကမ္မထံကိုနှစ်သက်ပါတယ်ဆိုရင်ဖောင်းနေပိနေဆိုတဲ့မူလကမ္မထံကိုကျင့်လို့ရတယ်ရတာပဲစိတ်တည်ရပဲသူ့ဣဒာနဲ့ငါဣဒာနဲ့သူ့မူနဲ့ငါမူနဲ့မတူဘူးဆိုတာအယူဆနားမလည်လို့ပြောကြတယ်ကိုယ့်ဘက်ကိုစိတ်တည်လို့ကောင်းတဲ့နေရာတည်ဖို့အဲတော့မဟုတ် လားရှေးစိတ်ကိုနောက်စိတ်နဲ့ရှုလို့နာနံကြီးတည်တဲ့ကမ္မထာနဲ့ကျင့်လာတဲ့မောဟုတ်ယောဂီပါလို့ရှိရင်လေမူလကမ္မထာရှေးစိတ်ကိုနောက်စိတ်နဲ့တည်ရနောက်တော့ငယ်တိတ်ကိုတည်လာတဲ့ပုဂ္ဂိုလ်ပါလာရင်လေနော်ငယ်တိတ်လှုပ်လှုပ်လှုပ်နဲ့တည်တဲ့မူလကမ္မထာပါလာရင်ငယ်တိတ်ကိုပဲတည်ပါအာနာပနကမ္မထာကိုဟာလားပြင်းပြင်းရှူတယ်ပြင်းပြင်းရှူတယ်ဆိုတော့နှမျိုးပေါ်လာတယ်။တချို့ကကမ္မထံဆိုတာအာရမ္မဏကမ္မထံဆိုတာပြင်းပြင်းလေးအားထုတ်ရတယ်။ ြင်းပြင်းမရှိပါဘူးလို့ဆိုတယ်အဲ့ဒါမှားပါတယ်မြတ်စွာဘုရားကပြင်းပြင်းမရှိပါဘူးလို့မဆိုလိုထားပါဘူးစာကိုနှက်နှက်ဆက်ဆက်မသိပဲနဲ့ကြားဖြတ်ပြီးတော့ကိုယ်ပဲလည်းမကြည့်မဲနဲ့ကြားဖြတ်ပြီးတော့သုံးသက်တဲ့ပုံကိုယ်ကြီးရေပြောတဲ့စကားတနည်းအားဖြင့်ပြောမယ်ဆိုစာပေမနှက်ဆက်တဲ့ပုံကိုယ်ကြီးရေစကားပါအဲ့တော့ပတ္တံဗျံကာယသင်္ခါရံငြင်းအီးသွားရမယ်လို့ဘုရားဒီလိုခေါ်တာ ငင်းအီးတယ်ဆိုတာကမူလမငင်းအီးတာရှိလို့ငင်းအီးရမယ်လို့ဆိုလိုတာပေါ့အဲ့ဒါကိုပဋိသင်္မိတာမဲ့မှာဘုရားဘလို့ဟောတာလဲဆိုတော့ကြီးခွက်ခောက်တဲ့ဥပမာနဲ့ပြီးထားတယ်ကြီးခွက်ကိုတန်းဒုံးနဲ့သွားခောက်ရင်ဒေါင်းဆိုပြီးတော့အတန်ကျဲကျဲမြည်တယ်အဲ့ဒီအတန်ကချက်ချင်းသွားဒေါင်းဆိုတယ်မရက်သွားဘူးဒေါင်းဆိုကျဲကျဲမြည်တဲ့အတန်ကတဖြည်းဖြည်း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 နဲ့သူ့ဘဝသူနော်အတန်ဟာတိမ့်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 ပြီးတိမ့်တိမ့်ပြီးတော့ နောက်ဆုံးအတန်လေးမြင်းမြင်းကနေနောက်ဆုံးပျောက်သွားတယ်။အဲ့တော့ပထမကကြေကြေဖြစ်တယ်။နောက်တော့သူ့ဘောသူအတန်ကတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အတန်လေးတိုးပြီးတိန်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းတိန်သွားတယ်ဗောဈေးငယ်တိန်သွားတယ်။အဲ့ဒါကိုပတ္တံဘယံကာယသင်္ခါရလို့ခေါ်တယ်။အစကတော့ဘုရားကကြံ့ညံ့ရှုတယ်။ကြံ့ညံ့ဆိုတာနေလားငါလားနော်လှိထိုးသလိုလွှတ်တိုက်သလိုမြင်းစည်းသလိုနော်အဲ့ဒီလိုရှုတာမျိုးမဟုတ်ခဲနဲ့မိမိနဲ့တင့်တော်မဲ့နော် အရှူအရှိုက်ပြီးပြီးလေးကိုဆိုလိုတာအဲ့ဒါကိုနားမလည်နဲ့ပြီးပြီးယူတာတရားမဟုတ်ဘူးကမ္မထံပြီးပြီးယူတာမယူပါဘူးလို့ယန္တန်ပြောကြတာအဲ့ဒီပုဂ္ဂိုလ်တကယ်တရားမရလို့မပြောတာတကယ်ကြည့်ကြည့်လို့ရှိရင်ယောဂီတို့ဒီမနေ့ကြည့်ရင်တွေ့လိမ့်မယ်အဲ့တော့ဥသိတရားပြမယ်ဆိုတာကမိမိတို့ရဲ့နှိမ့်သက်တဲ့မူလကမ္မထံကိုမူလကမ္မထံအတိုင်းနှိမ့်သက်တဲ့ကမ္မထံကိုကျင့်တာကိုဥစဉ်မငင်းပါဘူးဘာကြောင့်လဲသဘာဝကြလို့နောက်ပိုင်းကျတော့ကျင့်စဉ်ရှင်းသွားတယ် ဲ့တော့ကမထမ်းဆိုတဲ့သဘောတည်သွားပြီဆိုလို့ရှိရင်နံပါတ်၁စိတ်စုစည်းတယ်မိမိစုစည်းလို့တဲ့ကမထမ်းကိုမိမိနှစ်သက်တယ်လို့စုစည်းနိုင်တယ်အဲ့တော့ဥသိချီရောက်လို့မိုးကလုံးမကျင်အောင်ဘောင်းရှိစိတ်နောက်စိတ်ပြပြမရှိအောင်လို့မဆိုလိုဘူးဘောင်းနဲ့ပိန်နဲ့မဟာစီမို့လို့မကျင်အောင်မဆိုလိုဘူးနော်လေဒီမို့လို့ငယ်ရိတ်မှတ်တာမျိုးဥသိနေရာကြမှာရှူရမယ်ဒီလိုမဆိုလိုဘူးအေးပြင်းပြင်းရှူရမယ်ဖြည်းဖြည်းရှူရဖြည်းဖြည်းလေးရှူရမယ်လို့မရှူရဘူးလို့ဥသိမဆိုလိုဘူး ဖြည်းဖြည်းလေးယူလဲရနော်ဒါပေမဲ့ဥစဉ်ဒီမှာကြတော့မပြင်းမပြော့ယူတဲ့နီးနဲ့ဥစဉ်ကပြဥစဉ်ကပြတဲ့အခါမှာဥစဉ်ပြတဲ့နီးအတိုင်းကျင့်လို့တဲ့ပုံကိုကိုကျင့်နိုင်တယ်ဥစဉ်ပြတဲ့နီးအတိုင်းမကျင့်လို့တဲ့ပုံကိုလည်းမကျင့်မဲ့နေနိုင်တယ်ဒါကဘာဖြစ်လို့ဥစဉ်ကဒီလိုခွင့်ပြုတာလဲဆိုရင်ယောဂီတို့ကျင့်နေတဲ့သိတာလေးနော်ဘယ်လိုကျင့်တာအကောင်းဆုံးလဲဆိုတာကို ယောဂီတို့နောက်ပိုင်းကျတော့ဇာပေါင်းသွားပါလိမ့်မယ်အခုဒီကမှာတော့မိမိတို့နှစ်သက်တဲ့မူလကမ္မထာနဲ့ကြရမယ်အဲ့တော့တရားကျင့်တဲ့အခါမှာဓာလီဝဖောက်ပြန်တဲ့ဒုက္ခဝေဒနာနဲ့တွေ့လာခဲ့လို့ရှင်ယောဂီတို့ဒီမိမိအနေနဲ့လှုပ်ချင်းပြင်ခြင်းမခြင်းရွှေ့ခြင်းတက်တောင်ပြုလုပ်ခြင်းမလုပ်ရဘူးဒါကတော့မြည်ဒီကမ္မထာနဲ့ပဲကျင့်ခြင်းကမ္မထာဆိုတာစိတ်ရတရားမလို့ဥစဉ်သဘောတူတယ်ခွင့်ပြုတယ်သို့တော်လည်း ိမိထိုင်တဲ့အရိယာဘုတ်ကိုပြင်မဲ့မမဲ့ရွှေ့မဲ့ဆိုရင်တော့ဥစဉ်လက်ပခံဒါမလို့အောင်အဲ့ဒါမလို့ရတဲ့အကြောင်းလဲယောဂီတို့ ਨੇ တရားကြည့်ရင်လည်းပြဿနာဖြစ်ရှင်းသွားမယ်ဥစဉ်မှုဖို့လို့မလို့ရတာလားအဲ့ဒီလိုမဟုတ်ဖဲနဲ့မလို့သိတဲ့အကြောင်းကိုယောဂီတို့ ਨੇ အဲ့တရားကြည့်ရင်လည်းဥစဉ်တို့ဖြစ်ရှင်းသွားမယ်ဥစဉ်ကြည့်ရောက်လာရင်ဥစဉ်ခိုင်းတဲ့ဝါရမျိုးကြည့်ရမယ်လို့ဥစဉ်မဆိုလို့ဘူးယောဂီတို့ရဲ့ခန္ဓာဖြစ်စဉ်နဲ့အဲ့ဒီပေါ်မှာဥစဉ်ရဲ့ညွှန်ကြားချက်နဲ့ နှစ်ရက်ပေါင်းစပ်ပြီးတော့ဒါအပြင်းသိတော့တယ်ဒါအပြင်းမသိတော့ဘူးဆိုတာယောဂီတို့ကိုယ်တိုင်မျက်မှောက်ပြုပြီးတော့မှသာလက်ခံမှသာလင်ဥစဉ်တရားပြမှာယောဂီတို့ရဲ့သာဏအယအခုဒီခါမှာမိမိမူလကမ္မထံကိုကျင့်နိုင်တယ်အဲသို့တော်လည်းပဲဥစဉ်သတိတစ်ခုတော့ပြီးမယ်တဏှာဤတဏှာဤတော့ကျင့်သွားမယ်နောက်ပိုင်းကျတော့နန္နာဤသွားမယ်နောက်ပိုင်းကျတော့နန္နာဤသွားတော့မှာ နောက်ပိုင်းကျတော့ဦးဇင်းတို့ဒီသိမ်းမှုနဲ့ဦးဇင်းဒီပြတဲ့မှုအပြင်3ရက်4ရက်4ရက်ဟိုဘက်ကိုမရှူရတော့ဘူးဒီဘက်ကိုတော့ရှူရမှာအဲ့တော့ရှူဆိုင်မှုဟာတခါတည်းဒီလိုကိုယ့်ရဲ့စကံပြီးတဲ့အထိရှူရမှာမဟုတ်ဘူး4ရက်မြောက်ဟိုဘက်မှာဦးဇင်းတို့မရှူရတော့ဘူးမရှူရဘဲနဲ့အဲ့ဒီချိန်ကျတော့နှစ်နာရီစကံနေသွားမှာအဲ့တော့မူလတဲကမိမိတို့ရဲ့မူလကမ္မထံကိုအာဂိုတကြီးနဲ့ပဲအာထုတ်ပါအခါတိုင်းတော့ မိမိတို့ရဲ့ကမ္မထာမှတ်ရင်းပိုင်းနဲ့ဝိညာဉ်တက်လိုက်ကြွတယ်ကြွတယ်မားတယ်မားတယ်နဲ့အမှတ်နဲ့ပြင်ရတာတို့အသည့်နဲ့ပြင်ရတာမျိုးဥသိစိတ်သာမှလက်မခံဘူးဥသိလက်မခံခြင်းလုံးမဟုတ်ခဲနဲ့လက်မခံရမယ့်အကြောင်းတရားတွေကိုတရားဓမ္မတွေကိုဥသိရှင်းပြသွားမယ်ယောဂီတို့ပုံတွေလည်းခံစားဥသိမူကြတော့ဥသိထိန်တိုင်းပြရမယ်ဥသိမူတိုင်းကြည့်ရမယ်ဥသိအလိုက်ဥသိအကြိုက်လိုက်ကြည့်ရမယ်လို့ဥသိလုံးဝဝါရမရှိပါဘူး ဖြစ်သင့်ဖြစ်အကျင့်သင့်ကြရတဲ့တရားတွေကျင့်ဤတွေကိုတော့ဥစဉ်ပြသွားမှာပါနောက်တစ်ချက်ကဝိပဿနာဆိုတာနှစ်မျိုးမရှိဘူးနှစ်မျိုးမရှိဘူးဒါပေမဲ့နှစ်မျိုးသုံးမျိုးတွေမျိုးမျိုးဖြစ်နေတာတွေဟာဘာကြောင့်လဲဆိုတာယောဂီတို့တရားကျင့်နေတွေ့သွားလိမ့်မယ်အတက္ကရန်ကြတော့သမထယန္တိကကလည်းဖြောင်းဖြောင်းတလန်းနေပဲဝိပဿနာယန္တိကကလည်းနှစ်မျိုးမရှိတလန်းနေပဲနှစ်လန်းတစ်မျိုးကျင့်လို့မရအောင်ယောဂီတို့တရားကျင့်နေတွေ့လာလိမ့်မယ်အဲ့တော့ ဥသိင်းမှုနဲ့ကြည့်မဲ့ပုံပုံများလိုက်နာရမယ့်စည်းကမ်းအချက်တွေရှိတယ်အဲ့ဒါကတော့နံပါတ်1ဟုတ်အားလုံးပဲထိုင်တဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်အဋိဌံပါရမီပြည့်ပါပြီဆိုပြီးတော့တရားပြတဲ့ပုဂ္ဂိုလ်ရဲ့သတ်မှတ်ချက်မပြည့်မချင်းမိမိရဲ့ခြင်းစဉ်ကိုမနာရဘူးသို့မဟုတ်ထိုင်တဲ့အရိယာပုဂ္ဂိုလ်လှုပ်ခြင်းပြင်းခြင်းမှရွှေရွှေမလုပ်ရဘူးအဲ့ဒါနံပါတ်1တစ်ချက်နံပါတ်2တစ်ချက်က ဦးဇင်းတို့အာနာပါနကမ္မထံရှူဆိုင်တဲ့ပုံပုံများအာနာပါနရှူဆိုင်တာလှိထိုးသလိုလွှတ်ထိုက်သလိုရှေ့ထိုးနောက်ကင်ရင်ထိုးခါယံပြီးတော့မရှူရဘူးနှစ်ချက်အဲနံပါတ်3တစ်ချက်ကတရားထိုင်တဲ့ခန္ဓာကိုယ်တရားထိုင်ရင်းနဲ့ဟာလာခန္ဓာကိုယ်ဖြောင်းဖြောင်းကြီးထောင်ထောင်ကြီးလုံးမထားအောင်ထောင်ထောင်ကြီးမမတ်ကြီးမလုပ်ထားအောင်စိတ်နဲ့နော်အဲ့လို ရင်ထဲကနေပြီးတော့စုံညှစ်ချုပ်ပြီးတော့ခန္ဓာကိုယ်ကြီးကိုကျိုးနဲ့တုပ်သလိုအကြောတွေတင်းအောင်စုံညှစ်ပြီးတော့ခန္ဓာကိုယ်ကြီးထောင်ထောင်ကြီးလောက်ပြီးတော့မရှူရဘူး။ဦးဇင်းရဲ့အာနာပါနကမ္မထံကိုကျင့်တဲ့ပုဂ္ဂိုလ်နော်အခြားကမ္မထံပုဂ္ဂိုလ်တွေလည်းဒီလိုပဲလိုက်နာရမယ်။တတ်မှတ်တဲ့အဋ္ဌံတွေမှာလှုပ်ခြင်းပြင်းခြင်းမလုပ်ရဘူး။အဲအာရကတော့ဖောင်းတဲ့ပင်နဲ့မှတ်တဲ့လူကြတော့ယူဆိုင်တယ်မှာပါတော့ရင်းထိုးတာခါရနာမပါဘူး။ငရိမှတ်တဲ့လူမပါဘူး။ ရှိစေကုံနောက်စိတ်ရှိတဲ့လူကငြိမ်းတဲ့အတွက်ကြောင့်မပါတော့ဘူးသို့တော်လည်းပဲဒီထိုင်တဲ့အရိယာပုဂ္ဂိုလ်တော့လှုပ်ခြင်းမှခြင်းမလုပ်အောင်အဲ့တော့အာနာပါနကမ္မထံကိုဦးဇင်းတို့မူနေလိုက်တဲ့ပုဂ္ဂိုလ်ဒီမှတ်ထားပါအားလုံးပဲအတူတူမှတ်မှာတော့အဋ္ဌိတံပါရမီပြည့်ပါပြီလို့မပြည့်မချင်းမိမိရဲ့ခန္ဓာကိုတက်တာအောင်ပြည့်ပြည့်မရှိတဲ့လုံမလုပ်အောင်အနာဘာကမ္မနာရှိတဲ့ပုဂ္ဂိုလ်သည်ရှေ့ထိုးနောက်ငင်ရင်ထိုးခါရမ်းပြီးတော့မျက်နှာကြီးရှုပ်ပြီးတော့ ကြိတ်ပိတ်ပြီးတော့နင်လာကလာမရှိပါဘူးနံပါတ်3ချက်ကယင်ထဲမှာစိတ်ကြီးတင်းညှစ်ချုပ်ပြီးတော့ခန္ဓာကိုယ်အကျိုးတွေတင်းပြီးတော့အဲ့တော့ခေါင်းကြီးထောင်လက်ချောင်းကြီးထောင်ပြီးတော့နောက်ကျောကြီးတွေတာနန်းကြီးဒုတ်ချောင်းကြီးတို့ထောင်ပြီးတော့မရှိပါဘူးပဂတိငကိုနေတဲ့အတိုင်းမိမိအိမ်မှာအလကားနေတော့အာပြီးနေတော့နေတဲ့အတိုင်းနော်အဲ့ဒါကသူကထိတံဝပဋိတံဝဆိုတာငကိုနေမြဲတိုင်းလေးပဲဆိုလိုတာ ဥဆုံးကာယံပဋိဒါယဆိုတာခန္ဓာကိုယ်ဖြောင်းပြောင်းကြည့်ထားရမယ်ဆိုတော့ဖြောင်းပြောင်းကြည့်ဆိုတဲ့ဝေါ်ဟာရအတိပဲပြန်တော့တခါတည်းကြောတွေခါတွေဖြောင်းပြောင်းကြည့်လောက်ထားရောအဲ့ဒါအတိပဲပြန်တော့မှားသွားတယ်ပါဠိတော်ကအတိပဲပြန်တော့အယူဆမှားသွားတဲ့ခါကျတော့အကျင့်ပါအောင်ယောဂီတို့လက်တချောင်းကြာကြာမြောက်နိုင်ပါမလားမြောက်နိုင်ပါဘူးမြောက်နိုင်တဲ့ပုံရှိလားရှိပါဘူးရှိဘူးကြည့်လေလက်တချောင်းကြာကြာမြောက်တော့ပင်ပန်းမလာဘူးလားမှန်ပါတယ်ပင်ပန်းလာတယ်အဲ့တော့ခန္ဓာကိုယ်ကြီးကို ကြောကြီးဆန့်ထောင်ပြီးတော့ဒီတဲ့တဲ့ကြီးထောင်တာကြာကြာထောင်နိုင်မှာမလားထောင်ပါဘူးဗျာအဲ့ဒီတော့ကြောင့်တဏှာကြီးနဲ့တတ်မှတ်ကြတာကြာကြာထောင်တော့ခါကြောကြီးထောင်ပြီးမထားတာတဏှာကြီးအဲ့ဒီဒုက္ခကြီးအများပြီးတော့မိမိစိတ်ကတမထမ်းမှာတည်ရမယ်ဆိုခန္ဓာကိုယ်ကြီးပင့်မြောက်ထောင်ထောင်ကြီးလှုပ်ထားတာနဲ့ပင်ပန်းလာတော့မခနိုင်တော့ဘူးအဲ့ဒီတော့ကြောင့်နော်တဏှာကြီးနဲ့ဇာသိမ်းရတဲ့အခွန်ရောက်ကုန်တာအဲ့ဒါဘာဖြစ်လို့ဆိုပါဠိကိုအ내အဓိပ္ပာယ်ပြန်နေမှားတဲ့တကြောင်ကမ္မထမ်းပြဆရာတခါတပည့်ကိုကြာကြာမပြနိုင်တော့ အဲ့တော့ထိုင်ရမှာငကိုတိုင်းလေးထိုင်ရမှာတရားမထိုင်တော့ဟာအားပြီးတော့အလကားထိုင်တဲ့အတိုင်းသာမန်အနေထားတိုင်းထိုင်ရမယ်။ရိုက်တာရွဲ့တာလန်တာစောင်းတာမရှိဘဲနဲ့တဲ့တဲ့လေးကိုဆိုးလို့တာအဲ့ဒါကိုဖြောင်းဖြောင်းဆိုတာဖြောင်းဖြောင်းကြီးလျှောက်တော့မှားကုန်ရောအဲ့ဒါစာဝမတတ်တာစာရဲ့သဘောနော်အတိပဲပြန်တာမှားတဲ့ခါကျတော့ဒီပါဠိတော်မှာတော့ကျန်တာဒီတဲ့ဆိုတော့မှာပေါ့အဲ့တော့ယောဂိတမတာပါထိုင်တဲ့ခန္ဓာကိုယ်ယူရင်ထဲမှာညှစ်ချုပ်ဆော့ပြီးတော့ ကြောကြီးတင်းနော်လေချောင်းကြီးထောက်ပြီးတော့ပခုံးတင်းညှိချုပ်ပြီးတော့မထိုင်ရဘူးအာနာပါနာရှူတဲ့အခါမှာလှိထိုးသလိုလွှတ်တိုက်သလိုရင်ထိုးခါရမိမရှူရဘူးရက်လိုက်ရှူလိုက် မရှူရဘူးတော့ကြာရှူရင်ရှူတယ်တော့ကြာမရှူရင်မရှူတော့ဘူးရက်သွားတယ်တော့ကြာကြာနောက်တစ်ချက်ကပြင်းပြီးရှူလိုက်တော့ကြာဖြီးပြီးလေးရှူလိုက်အဲ့လိုမရှူအောင်အဲ့တော့ဦးဇင်းတို့ဒီကဆက်ကရှူပေးမှာဆက်ကရှူပေးတဲ့စနစ်နဲ့ညီအောင် ယူရမယ်အဲ့တော့ယူနိုင်တဲ့ပုံကောင်များဒါပေမဲ့ယူတယ်ဆိုတဲ့နေရာမှာအသက်ကြီးတဲ့ပုံကောင်များဦးစင်းရဲ့ဆက်ကယူနှုံးတဲ့မိအောင်မယူနိုင်လို့ရှိရင်မိမိယူလို့ကောင်းတဲ့အရှိန်လေးပါတဲ့အယူနဲ့ယူပါမှတ်ထားပါနော်တော်ကြအဲ့ဒီစကားတွေခဏခဏပြောရတယ်ဆက်ကနဲ့ယူအောင်မမိနိုင်ဘူးဆက်ကယူစမ်းနဲ့မမိနိုင်ဘူးဆိုလာလိုက်မယ်ဦးစင်းကနေပြီးတော့ယောဂီတို့ဆက်ကယူစမ်းနဲ့မိအောင်ယူပါလို့မဆိုလို့ဘူး သို့သောစက်ကရှူနှုံးအတိုင်းရှူနိုင်ရင်ကောင်းတယ်နော်အဲ့တော့အကယ်၍မိမိတို့ကရှူနိုင်ပါလျက်နဲ့စက်ကအရှူနှုံးနဲ့မရှူခြင်းပဲနဲ့ဖြည်းဖြည်းလေးရှူခြင်းနဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကြီးမားလိမ့်အကယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်များကျမ်းမာရေးမကောင်းလို့အဆုတ်ယောဂါနှလုံးယောဂါရှိတဲ့ပုဂ္ဂိုလ်များအသက်ရှူရတာကိုတက်တက်အားစိုက်ပြီးတော့ရှူရတာပင်ပန်းတဲ့ပုဂ္ဂိုလ်များအဲ့လိုရှူလို့မကောင်းတဲ့ပုဂ္ဂိုလ်များက မိမိယူလို့ကောင်းတဲ့အယူနှုံးနဲ့ဟာလာယူသွားသို့တော်လည်းအချိန်ပါရမယ်စီကံချက်ကြီးရမယ်တဖြည်းဖြည်းယူဖို့မဟုတ်ဘူးတိတ်မြန်မြန်ကြီးလည်းမဟုတ်ဘူးငကိုယူတဲ့လေတဲ့တစနှစ်စလောက်ယူတယ်အဲ့တော့ယူတဲ့အခါမှာဆက်ကယူသံနဲ့ညီအောင်ယူလို့ရတဲ့ပုံပုံများကြတော့ဆက်ကယူနှုံးတိုင်းယူသွားမယ်ဆက်ကအဝင်အထွက်အနည်းမြန်အပေါ်အပြင်းနဲ့မိမိရှူမှနဲ့တထထဲညှိရှူရမမှီပြီလားအကယ်၍ စက်ကရှူနှုံးတိုင်းကိုယူဖို့အတွက်အခက်အခဲရှိတဲ့ပုံပုံများဒါပေမဲ့အဲ့လိုယူလို့တချို့ကြတော့လေဒီအများသောအပြင်ကတခါမှအဲ့လိုမယူဘူးတဲ့ခါကျတော့စယူယူခြင်းကမောသလိုကြက်သလိုလိုနေတဲ့ဘဝဖြစ်တတ်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အဆုတ်ခန်းနေမပွင့်လို့ကိုယ်ကတာမန်လေးယူနေတော့အဆုတ်ကဖြေးဖြေးလေးသွားနေတာနည်းနည်းလေးတည်ယူလိုက်တဲ့ခါကျအဆုတ်ခန်းကငကိုးတဲ့ပို့ပြီးတော့ချဲ့ပြီးတော့ယူရတဲ့အတွက်ကြောင့်အစာပိုင်းလေးမှနည်းနည်း မိုးသလိုကြက်သလိုဖြစ်တတ်တယ်အဲ့ဒါကိုမညာပဲနဲ့မှန်မှန်ရှိသွားရင်နောက်တော့အဆုတ်ခံပွင့်သွားအဆုတ်ခံလည်းပွင့်သွားရောခန္ဓာကိုယ်ရဲ့သူ့ရဲ့တွေလက်ပတ်မှုတွေလည်းကောင်းလာပြီးယောဂါတွေကပျောက်တော့ဘူးအဲ့တော့ဗာလဲစရှူတဲ့အခါမှာဥစဉ်ရှူတဲ့ဆက်ကရှူနှုံးတိုင်းရှူလို့ရပါတယ်အဲ့လိုရှူနိုင်ရင်ကောင်းတယ်အဲ့လိုရှူလို့မရပါဘူးဆိုတဲ့ပုဂ္ဂိုလ်ကဆက်ကရှူနှုံးတိုင်းရှူဖို့မဟုတ်ဘူးမိမိရဲ့ရှူနိုင်တဲ့အရှူနှုံးနဲ့နော်အရှိတုံမှန်ရမယ်အနည်းမြန်မှန်ရမယ် အပြင်းအပြော့မှန်ရမယ်ရက်လက်ရှူလိုက်မရှူရဘူးဆိုတော့အရှိတူအနည်းမြန်အပေါ့အပြင်းတညီတညွတ်တဲ့တဖြောင်းနဲ့ရှူသွားလို့ဆိုလိုတာတို့ကြရှည်လိုက်တို့ကြတိုးလိုက်တို့ကြပြင်းလိုက်တို့ကြပြော့လိုက်တို့ကြရက်လိုက်တို့ကြရှူလိုက်ဆိုတော့အာရတမာရီမဖြစ်ဘူးဒါကြောင့်မလို့အရှိတူမှန်ရမယ်အနည်းမြန်မှန်ရမယ်အပြော့အပြင်းမှန်ရမယ်အဲဒါရှူသွားမယ်ဖြီးပြီးလေးနဲ့နော်အခုလို့အချိန်မပါဘဲနဲ့မိုးကုတ်ကဖြီးပြီးလေးရှူတယ်ဗော အဲ့ဒီလိုဖြေးပေးလေးယူလဲရဥစဉ်အားလုံးခွင့်ပြုတယ်နောက်တော့ဘယအဖြေပေးလာမလဲဝေဒနာအဖြေပေးလာလိမ့်ဒီဝေဒနာတက်လာတဲ့အခါကျတော့မိမိတို့ရဲ့မူလကမ္မထမ်းသည်အားကိုးလို့မရဘူးမရဘူးဆိုတဲ့အကြောင်းအားလဲမှားလို့တော့မဟုတ်ဘူးနော်ဘာကြောင့်လဲဆိုတာသဘောပေါက်လာလိမ့်မယ်အခုတစ်ချိန်မှမကြည့်ရသေးတော့ယောဂီတို့အတွေ့အကြုံတွေမရှိသေးဘူးကျင့်ပြီးတဲ့အခါကျတော့အကျင့်ပေါ်ကနေဥစဉ်တို့အဖြေထုတ်သွားမှာအဲ့တော့ဥစဉ်တို့ဒီဥစဉ်ဘူတိုင်းကျင့်မဲ့ပုဂ္ဂိုလ်သည်ဟဲ့လား အာလုံးပဲကအာလုံးလိုက်နိုင်ရမှာကတတ်မှတ်တဲ့အဋိဌံတွင်းမှာဟမ်လှုပ်ကြည့်မြင်ခြင်းမကြီးရွှေ့ခြင်းတက်တောင်ပြီးလို့ခြင်းမလုပ်ရဘူးအဲ့ဒါလုံလုံနဲ့လှုပ်တဲ့ပုံကောင်များနောက်ပိုင်းတက်လို့မရတော့ဘူးနော်တဏှာဤတွင်းမှာသီခံပြီးတော့ဇနေတကြမတိုင်းနဏကြီးအတင်းပေးတာလည်းမဟုတ်ဘူးတဏှာဤအတွင်းမှာနိုင်နေပါတယ်သို့တော်လည်းစ조사အထုတ်မှုတော့အလကားတော့မရဘူးအရင်စတော့ဆိုက်ရအောင်အဲ့တော့တဏှာဤတွင်းမှာဇနေတကြဒီကဆက်ကယူနှုံးနဲ့ယူလို့တဲ့ပုံကောင်များယူသွား ဲ့တော့တရားကျင့်တဲ့ကျင့်စဉ်အခြေခံသဘောတရားနဲ့တကွာကျင့်စဉ်သဘောတရားတွေသိပါပြီအဲ့တော့ယောဂီတို့စတင်ခြင်းပဲအဲ့တော့နမောတတ္တနဲ့ဘုရားသုံးခြင်းကတော့